သူပါတွေလုတ်ခဲ့ပါလေသူလုတ်ခဲ့တဲ့အလုတ်ကမိမိရဲ့ကြောင်းတိုက်အတွင်းသို့အာဂံလူအရှင်မြတ်ကြွရောက်လာတဲ့အခြေတကာများကဆွန်းစားပင်ကြောင်းရှိတန်ဃာအကုန်ပါဖျားလို့တန်ဃာကိုဆွန်းစားပင်တန်ဃာကိုဆွန်းစားပင်တော့အဲ့ဒီကြောင်းတိုင်ဘုံကြီးက ဲ့ဒီတန်ဃာတွေသူဆွမ်းမစားသခြင်းအဲ့ဒီတန်ဃာတွေဆွမ်းကပ်မှာဆွမ်းလှူမှာကိုပင်လျင် သူ့အနေနဲ့ကမနာလိုဝွန်တိုအိတ်တာမစရိယာတွေများစွာဖြစ်လာအဲ့ဒီလိုအိတ်တာမစရိယာတွေဖြစ်လာတော့ခက်တာပဲတိတကာများနဲ့ငါအမြဲတမ်းနေတဲ့ကြောင်းတိုင်ဖုန်ကြီးငါအပင့်သွားပြီးတာအခုတော့ကြည်စမ်းတန်ဃာဓု အလေကောင်းမှာကျောင်းရှိတန်ဃာကုံမှာဗျာလို့ဆွမ်းစားပင့်မဖြစ်ဘူးမပင့်မထားရင်လည်းဝင်းနီးတော်နဲ့ငါမှာအဆင်မပြေဘူးအလေမနဲ့ကြရင်တော့ခေါင်းလောင်းကြီးတော်ရှိသားပဲခေါင်းလောင်းထိုးပြီးပင့်ရမှာပေါ့ဒီခေါင်းလောင်းကြီးထိုးနေကြဒုံနဲ့ထိုးရင်လည်းဒီကိုယ်တော်ကြီးနိုးမှာမနိုးအောင်ထိုး မနှောအောင်ထုံးမယ်ဆိုပြီးတော့တရားနာပြိဿကြီးမနဲ့အိယာကထဒီပြေတန်ဃာတွေမထခင်ခေါင်းလုံးကိုจิตတို့ဘာနဲ့ထိုးလို့ဆိုတော့တမန်းမြက်ကလေးနဲ့တမထိုးပြိဿကြီးခေါင်းလုံးတမန်းမြက်နဲ့ထိုးလို့ညီပါသူများရဲ့လက်လာပါသူများဆန်းစားရမယ့်ကိစ္စ ဒါကိုပင်လျင်သူ့စိတ်ထဲမနာလိုဝန်တို့ပြီးတော့တမန်းမြက်ဖြားလေးနဲ့ခေါင်းလောင်းထိုးထိုးပြီးတော့အရာထဲဆွမ်းစားကြွတပားတဲ့ကြွသွားတယ်ရှင်များတဲ့ကြောက်ရှိတဲ့အာဃာနုတန်ဃာတော်ရောတပိတော်တို့ဆွမ်းစားတန်ဃာကုန်ပင့်ထားတာပါဘယ်နဲ့ကြောင့်တပားတဲ့ကြွလာတုံးခင်ဗျာအိုးတကားတို့မလာခြင်းလို့အိပ်ပုတ်တဲ့ကိုတော်ကြီးပဲမျောမနေနဲ့ကတကကြွလာတဲ့ကိုတော်က ကျွတ်လာတာလည်းသူတစ်ပါးတည်းတွက်ခွာကြကိုရိတ်တယ်ကျွတ်လာတဲ့ကုတော်သားကအရှင်မင်းအားနှိုးဘူးလားဗျာအမလေးနှိုးလိုက်တာခေါင်းလောင်းတအားထိုးတာတောင်မနှိုးဘူးမှန်လားဗျာခေါင်းလောင်းထိုးရသားနဲ့မနှိုးဘူးဆိုရင်တော့ဒီတန်ငါတော်ကြီးရဲ့ရှေ့မှောက်မှာတပည့်တော်ဆွမ်းစားပင့်လျှောက်ခဲ့တာပါဗျာခေါင်းလောင်းထိုးလို့မှမနှိုးဘူးဆိုရင်တော့အင်း တပီးတော့အိမ်ငါကတ်တဲ့ဆွမ်းမဖုံးပေးခြင်းလို့လားသူရီးမဟုတ်ဒီအချိန်အစောကြီးအိပ်ပြတ်မခံနိုင်ဘူးဆိုပြီးများနေရကြလေသလားဖုရားကဲကဲကဲအရှင်ဖုရားပဲတပီးတော့တို့ကတ်ပါမယ်ဖုရားသူ့ပဲဆွမ်းကတ်ကြဆွမ်းဖုံးပေးပြန်မကောင်းတာတော့အတော့ကိုမကောင်းတာပဲပြိတ္တပြိတ္တကြီးအဲ့ဒီဘုံကြီးကောင်းသလားမကောင်းဘူးလားအဲ့ဒီဖုန်ကြီးမျိုးကိုခင်ဗျားတို့ကြီးညိုသလားမကြီးညိုဘူးလား ကျွတ်တို့ကြတော့ရောဒါပေမဲ့အိတ်ထောင်နဲ့အပြည့်ထည့်ကြကြလားသမာအုံးပါကိုជីညိုတဲ့ဘုန်းကြီးជីညိုစရာကောင်းရင်ជីညိုရမယ်ជីညိုစရာမကောင်းရင်ជីညိုတဲ့နေရာမှာတရားတရားပြစ်တတ်ပါမှန်လားပြိတ္တကြီးလူတွေအជីညိုမဲ့အောင်အဲ့ဒီကဲဆိုမိမိကြောင်းရှိတန်ဃာတွေအဝတ်ကြည်တန်းကြည်ခေါင်းလောင်းမထိုးဘူးလို့ မဆူရယုံလောက်ခဲတရားနာပိတာတမန်းမြေဖြားလေးနဲ့ထိုးပြီးတော့သူတော်ဟာတဲ့လိုက်စားခဲ့တဲ့သူများရဲ့လက်လာဘကိုပိတ်ပင်ခဲ့တဲ့သူများမကောင်းကြံခဲ့တဲ့ကိုတော်ဒီအဲ့ဒီဘဝကစူတည်၍ဟာကျွတ်တူဂေါရမဖျားလက်ထက်ကိုတလတိုင်းမှာအင်ဂျီတထောင်ရှိတဲ့တငါရွာကိုသူလူလာဖြစ်ပြေးတာအင်ဂျီဘယ်လောက်ရှိပါပါဗျာဘာရွာကြီးတို့ တငါရွာကြီးဘာရွာကြီးတော့ဟဲ့အဲ့ဒီတငါရွာမှာ မိမတယောက်ဝမ်းသူတန်နေခတော့လေအဲ့ဒီအင်ကြီးတထောင်ရှိတဲ့တငါသေးကြီးလုပ်ငန်းကြိုင်ငန်းမှာ အကုန်လုံးငားတကောင်မှမရတော့ဘူးတဲ့ပြိတ္တကြီးကြည့်ကြည့်တရားနာပြိဿမိမိမလှလို့မိမိရင်မွဲတယ်မထင်နဲ့တော့ ဘေးအဆွေအပေါ်တွေပါအဲ့ဒါလိုဝန်တူနှမျောတဲ့ပုံကုန်နဲ့ပတ်သက်ပြီးခြိကြိုက်လာတယ်။အင်းကြီးတထောင်ရှိတဲ့တန်ငါးကလေး၅တကောင်မှမရတော့။ဟာဘယ်လိုဖြစ်ကုန်တာလဲဟာ။အေးငါတို့အင်းကြီးတထောင်ရှိတဲ့ရွာကြီးလိုက်စုံစမ်းလိုက်ကြတော့မင်းရရတကောင်မရဘူးကွာ။မင်းရောအတကောင်မှမရဘူးကွာ။ ဟမေဟောတကောင်းမမရဘူးကွာတရားအလုံးတရားနာပိဋကနှံ့ဆက်အောင်တဦးနဲ့တဦးတယောက်နဲ့တယောက်ရှောင်းမေးလိုက်တော့အင်းကြီးတထောင်ရှိတဲ့ရွာကြီးငါးကောင်မမရဟေးအကြောင်းထူးတယ်ကွာအကြောင်းထူးတယ်ကွာတို့ရွာကြီးတွေမှာယုံမာတဲ့လူရှိခက်တော့ခက်သားလားတငါလှုပ်ရှားတဲ့လူပဲယုံမာတဲ့လူရှိပြီဆိုတော့ကွာတော့ကြတာပေါ့ ဲ့လူယုံမှယူရေးမကွာသူများအသက်တတ်တဲ့လူတွေလူယုံမှယူရတော့မယ်တဲ့ပြိဿရဲ့လူယုံမှယူရတဲ့ဆိုလဲယူရပြီမှာပဲပြိဿပြစ္ဆုတ်ပံကံကိုသူတို့တွတ်တော်လဲတွေ့မှာကအတိတ်ကံယုံမှတဲ့လူကိုတွေ့မှာကိုပြိဿကြီးဘာတွေ့မှာတော့အတိတ်ကံအတိတ်ကံဟေးဓမ္မတို့အင်းကြီးတထောင်ရှိတဲ့ရွာတွေကလူယုံမှယူရအောင် 900စီခွဲလိုက်ကြတော့900စီခွဲမင်းတို့900ကမရရင်မင်းတို့900ရဲလူယုံမှာပါလို့တို့900ရဲကမရရင်900ရဲလူယုံမှာပါလို့ไก900စီခွဲအလုံးလောက်ကြစို့ဒီလုပ်ငန်းတစ်ခါဆင်းပြီလောက်ကြ အဲ့ဒီကလေးတန်တွေတီးတဲ့မိမပါတဲ့အိမ်ကြီး900က9ရကောင်မမရ။ဟိုဘက်အိမ်ကြီး900က9ရီရ။ဟေးတို့ဘက်က900ရဲပါနေပြီกว่าလူယုံမှာက250စီခွဲခြားစို့กว่าမတွေ့တွေ့အောင်ဆ iam မဖြစ်။250စီခွဲပြီးအလုံးလုံးလိုက်ကြတော့ သူတန်တေတီတဲ့မိမပါတဲ့250ကတကောင်မှမရဘူးဘယ်နှစ်ရ50ကရလာဟေးတို့แท้ပါလာပြန်ပြီกว่าငါလဲกว่าမကောင်းတာမလုပ်ပါဘူးกว่าငါသတ်တဲ့လူကငါလဲမကောင်းတာမလုပ်ပါဘူးกว่าဟေးတို့250ရဲ့လူယုံမှာရှာရအောင်စို့ တရားအစိတ်စီခွဲกว่าတရားအစိတ်စီခွဲတာအဲ့ဒီကလေးတန်တေတီတဲ့မိမတရားအစိတ်ထင်းကတကောင်းမရကိုဘက်ကရဟာဟေးတို့ထဲပါလာပြီกว่าတွေ့တော့တွေ့တော့မှာပဲกว่าတရားအစိတ်ကိုခွဲကြအောင်စုกว่าပြိတာတက်တရားအစိတ်ဘယ်လောက်စီခွဲမှာတော့85စီဟာကြည့်လေခွဲဟာငါလည်းမခွဲတတ်လို့ ပြေးတာကြီးမဲအောင်မတရားအစိတ်ကစုံလမ်းမှာအဲဝါတရားမှာကိုးကောင်းနဲ့တော့တွေ့ပြီချင်းလဲတို့ငငယ်တုန်းကသေလူအောင်ဟေးဝါတရားမှာကိုးကောင်းဘယ်လို့မှသေမရဘူးအော်မရမဲ့အတူတူတော့တယောက်ကတော့အလဲကောင်ကြံရမှာနဲ့တူတယ်ကဲတရားအစိတ်စီခွဲလိုက်တရားအစိတ်ကနေပြီးတော့တရားနာပြိဿခွဲလိုက် လေကောင်တယောက်ကတော့ကြမ်းမှာအလေကောင်နှစ်ယောက်ကြံတော့တရားနာပြိဿရေကိုင်းတရားနဲ့24ထားပါတော့တရား24ကိုဟိုဘက်ဒီဘက်ခွင်းလိုက်ရင်ဘယ်လောက်စီရ62ယောက်စီ62ယောက်စီရတော့အလေကောင်ကဟာကြီးရတော့ကြံမှာပဲကိုင်းတယောက်ကြံနေ တယောက်ကြံမှာကိုတရားနာပြတာသူတို့ဘယ်ပုံစံနဲ့ခွဲတယ်လဲလို့ဆိုတော့ဟေးလာဒီလိုလို့ငါတို့လူက အစိတ်ဖြစ်နေတော့တရားစိတ်ဆိုတော့မစုံဘူးกว่าမဖြစ်ပထမဆုံးတယောက်အလဲကောင်းနေกว่าဟိုဘက်ဒီဘက်ခွဲဟိုဘက်ဒီဘက်ခွဲဆိုတော့တရားနာပြတာခုနကသူ့တန်းနေတည်တဲ့မိန်းမက အလေကောင်းကိုသူကိုယ့်ရောက်ကာရလာကြသူ့အလေကောင်းထားပြီးဟိုဘက်ဒီဘက်ခွဲလိုက်တော့ဟိုဘက်က60နဲ့နှစ်ယောက်ကလည်းရလာတယ်ပြိဿငါးတယ်ဒီဘက်60နှစ်ယောက်ကလည်းရလာတယ်ပြိဿငါးတယ်ဟေးတွေ့ပြီကွာတွေ့ပြီတို့အင်ဂျီတစ်ထောင်ရှိတဲ့ရွာတွေငါးတကောင်မှမရတော့မိမယုတ်ဒင်းရောဒီတော့တရားနာပြိဿကြီး ကျုပ်ပေါ်စီလေအပြစ်မတင်ကြပါနဲ့။နေဦးနင့်လင်သာခေါ်